အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့ကျွန်တော်တို့ဒါစုမွန်ကောင်တောင်းပေးလိုက်ရပါတယ်ဗောနော် ဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးဒါကျွန်တော်တို့ local မှာလည်းဒီသတင်းနဲ့ပတ်သက်ပြီးတော့တိမ်မတွေ့ခဲ့ရဒါပေမဲ့ခုနေ့က Telegraph ကသူတို့နေ exclusive ကို breaking news နေနေကိုပတ်သက်ပြီးဒါကျွန်တော်ဒီသတင်းကိုဒါဖော်ပြခဲ့တာဖြစ်တယ်အဲ့ဒီသတင်းကလက်ရှိမှာဒါ Manchester City ရဲ့ဒါကျွန်တော်တို့လက်ရှိတရားရင်ဆိုင်နေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါ Telegraph ကနေပေါ့သတင်းရယူနိုင်ခဲ့ပြီးတော့ဒါသူဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ပြောခဲ့တာတွေ့ရမယ်ပြောတော့အဲ့တော့လက်ရှိမှာဒါကျွန်တော်ပထမတော့တည်ထားတဲ့ timeline ရလက်ရှိမှာဒါကျွန်တော်တို့လူတော်များမိနေတဲ့အချက်က City အသင်းနဲ့အခုလက်ရှိဒါကျွန်တော်တို့ Premier League အဖွဲ့ချုပ်တွေကဒါ ာတရားရင်ဆိုင်လို့ပြီးသွားပြီတရားရင်ဆိုင်တဲ့အမှုကလည်းပြီးသွားပြီဒါ135မှုနဲ့ပတ်သက်ပြီးတော့လက်ရှိမှာလူတော်များသိကျင်တဲ့115ပေါ့နော်115နဲ့ပတ်သက်ပြီးလက်ရှိမှာ City အတင်းကဒါကျွန်တော်တို့ဟိုကျွန်တော်တို့ Premier League အဖွဲ့ချုပ်နဲ့ဒါတရားရင်ဆိုင်လည်းပြီးသွားပြီတရားရင်ဆိုင်ပြီးသွားချိန်မှာလူတော်များကလာမဲ့ဒါကျွန်တော်တို့ຫນွေရာဒီအပြောင်းရွှေ့ကာလမှာ City နဲ့ပတ်သက်ပြီးဒါတရားစီရင်ချက်ကိုဒါကျွန်တော်အဲ့ပေါ့ဟို ဟိုဘက်ကနေပြီးတော့ချနိုင်မယ်ပေါ့နော်ဒါကျွန်တော်တို့တရားရုံးဘက်ကနေချနိုင်မယ်လို့အကုန်လုံးကဒါအကုန်သိပြီးသားဖြစ်တယ်ဒါပေမဲ့အခုလက်ရှိလူတော်များမသိလိုက်ပဲနဲ့ Telegraph ကိုတိုင်လည်းရေးသားထားတဲ့သတင်းတွေအရဆိုရင်တော့ဒါ CD သိရင်တရားရင်ဆိုင်မှုကလာမယ့်နေရာဒီမှာဖြစ်မှာမဟုတ်တော့ဘူးဆိုပြီးတော့ဒါရေးသားခဲ့တဲ့အတွက်ဒါပေမဲ့ညီညာပြောင်းသွားတာ imminent ပေါ့နော်တရားရင်ဆိုင်မှုအနေနဲ့ဒါကျွန်တော်လက်ရှိအဖြေကိုတော့လာမယ့်နေရာဒီမှာသိရမှုပဲဘယ်အချိန်မှသိရမလဲဆိုတာသူတို့အနေနဲ့မသိကြသေးဘူးဆိုတဲ့ဖြစ်သွားအဲ့တော့ဘာဖြစ်လို့လဲအခုလက်ရှိမှာဒါကျွန်တော်တို့ဒီဒေးရသူရေးထားခဲ့ရအခုလက်ရှိတရားရင်ဆိုင်တဲ့အမှုက ထင်တာထက်ပိုပြီးတော့ complicated ဖြစ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောချင်တာလက်ရှိမှာဒါဒီတရားရင်ဆိုင်မှာ တစ်ဖက်တော့မဟုတ်တစ်ဖက်ကဒါကျွန်တော်တို့အဖြေရှစ်ချွင်းလင်းလင်းကိုစစောစစီတိမယ်ဆိုပြီးအကုန်လုံးကဒါကျွန်တော်တွေးထားခဲ့ပြီးမယ်တရားရုံးရဲ့လက်ရှိပြောကြားချက်အရာဆိုဒီ case ကပေါ့နော်လက်ရှိဒီ135မှုနဲ့ပတ်သက်ပြီး case ကထင်တာတက်ပို့ပြီးတော့ရှုပ်ထွေးနေတဲ့အတွက်ကြောင့်မို့အချိန်ဒီအများကြီးပို့လို့အောင်မယ်ဆိုတဲ့ပုံစံမျိုးတွေအဲ့တော့ဘယ်အချိန်မှတရားရင်ဆိုင်မှုနဲ့ပတ်သက်ပြီးအဖြေကိုသိရမယ်ကျွန်တော်အနေနဲ့လက်ရှိမှာဒီ case နဲ့ပတ်သက်ပြီး telegraph ကဒီဒီမပြောထားခဲ့ဘူးဒါပေမဲ့လက်ရှိမှာဒါနောက်ထပ် journalist ဦးကတော့ပြောထားပုံရဆိုရင်တော့လာမယ့်စောင်းရာဒီအပြောင်းရွှေ့လောက်ဒီကိုရွှေ့သွားဖို့အတွက်ပြင်ဆင်သွားမယ် ဆိုတဲ့သတင်းတွေထွက်ပေါ်လာအဲ့တော့ပြောချင်တာကစီတီသိတဲ့သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒီဒီယန်ဆက်ငါမှုဘောပစ်တံမဲ့ဖြစ်ဖြစ်ဒါအကွင်းလုံးကျွတ်လွတ်တာဖြစ်ဘာနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့ဒါလာမယ့်ဒါကျွန်တော်တို့ဆောင်းရည်အပြောင်းရွှေ့ထိဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဒေးကိုကျွန်တော်တို့သိရအောင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဒါသတင်းတွေရသိရတယ်ဘောနော်အဲ့တော့လက်ရှိမှာဒီဒီယန်ဆက်ငါမှုမှာဘာဒီကွန်ပလီကိတ်တဲ့ဖြစ်ခဲ့လေအဲ့တော့ တစ်ဖက်ကပရီးမီးယားလီဂ်ဘက်ကပြောပုံအရဆိုရင်တော့ပရီးမီးယားလီဂ်က confident ဖြစ်တယ်။135ဦးမှာအနည်းဆုံး City အသင်းကဒါအမှုပေါင်း90နဲ့60ကျော်ကိုသူတို့အနေနဲ့ချိုးဖောက်ထားခဲ့တဲ့အတွက်ကြောင့်မို့ City အသင်းကဒီတရားရင်ဆိုင်မှုမှာရှုံးကိုရှုံးပါဒါပရီးမီးယားလီဂ်ဘက်ကလောက confident ဖြစ်တာတဲ့အရာပေါ့နော်။တစ်ဖက်ကဒါလက်ရှိမှာ City အသင်းကသူတို့က confident ဖြစ်ထားတဲ့အရာကဒီ135ဦးမှာသူတို့အများဆုံးကျွလို့ငားမှုပဲ အဲ့လောက်ခီကိုဒါစီဒီအစ်စ်နဲ့ coffee နဲ့ဖြစ်တယ်တကယ်တမ်း125မှု120 130လောက်ရှိတယ်အမှုကဒါတူတယ်ရပြဒါပေမဲ့ဒါ125မှုနဲ့ဘဇက်သေးဆိုလို့ဒါဒီတိုင်းဘဇက်သေးဆိုရအဲ့တော့လက်ရှိမှာစီဒီဘက်ကဒါတို့အနေနဲ့နောက်ဆုံးဒါဟုတ်နာဘလို့ပဲအကယ်၍ဒီ125မှု120တပုကြားတဲ့ကအမှုသာဖြစ်ကြမယ်ဆို9မှုလောက်ပဲတို့ရရှုံးမှာ ငါမှုမှာဆိုဒီငါမှုကလည်းသေးလို့နဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ငွေလေးပြီးလိုက်တာနဲ့ဒီအမှုကပြီးသွားမယ်ဆိုပြီးတော့ City ကလုံးဝ confident တွက်ထားတယ်။အဲ့တော့နှစ်သင်းနှစ်ဖက်လုံးတွက်ထားတယ်ဆိုတော့သူ့ဟာသူဒါကိုယ့်ရဲ့မျောလင်းချက်ကိုစီကိုစီနဲ့ဒီတဲကိုဝင်သွားခဲ့တာပေါ့။ဒါပေမဲ့လက်ရှိတရားရုံးရတာကျွန်တော်တို့တည်င်းနေရဆိုတာကျွန်တော်တို့အဲ sports တွေရဲ့တည်င်းနေရဆိုရင်တော့ဒီကိစ္စကထင်တာထက်အများကြီး complicated ဖြစ်တယ်။ပြောချင်တာဘာလို့ complicated ဖြစ်သွားတာလဲ။လူတော်များကခုနကပြောလို့ဘာလို့ရှုပ်ထွေးသွားခဲ့တာလဲ။ တဖက်ကဒါပရီးမီးယားလိဘက်ကလည်းမှန်တာတွေရှိလို့ပရီးမီးယားလိဘက်ကလည်းမှားတာတွေအများကြီးရှိတယ်။တဖက်ကစီးရီးဘက်ကလည်းခုနပြောလို့ငားမှုလောက်တယ်မဟုတ်ဘဲနဲ့ဒီတက်ပူများတဲ့အမှုတွေကထင်တာတဲ့ပို့ပြီးတော့တချို့သောကောလာဟာလာတွေမှာစီးတီဘက်ကတင်သွင်းခဲ့တဲ့ evidence ကအခုချိန်ကမှဘယ်ကနေပေါ်လာတာလဲဆိုတဲ့မေးခွန်းတွေနဲ့တူဒါစီးတီဘက်ကအခုလက်ရှိမှာဒါတရားရုံးကိုပြန်လည်ပြီးရှောက်ချဖို့ရှောက်ပြန် ဟိုဒီလိုပဲတရားတရားဘက်ကပြန်ခေါ်ထားမယ်ဆိုတဲ့သတင်းတွေထွက်လာအဲ့တော့အခုချိန်ဒီ CD ဘာတရှင်းနေ Premier League ကိုတို့ကဒါတရား35မှုတွေမှာတရားဆွဲဖို့အတွက်အမှုတွေအများကြီးကြံသေးတယ် Premier League ကိုလက်ရှိက Manchester City ဘက်ကနေပြီးတော့ APD ပေါ့နော်ဟုတ်ဆို APD ဆိုတော့ကျွန်တော်တို့ဒါဟိုရူစီရဲ့ upper day upper day ဆိုချက်ပေါ့ APD ဆိုတာ associated party party transition rule ပေါ့နော်အဲ့တော့ပြောချင်တာကိုအသင်းကိုကို sponsor ပေးလို့မရတယ်ဆိုရယ်စီမင်းမှာလဲဒါ premier league ဘက်ကလည်းစီမင်းနေအများကြီးချိုးဖောက်ထားတယ်မမဲရတာ premier league ဘက်ကဘယ်လောက်ထိစီမင်းချိုးဖောက်ထားလဲဆိုတော့ဂျားထဲမှာမမဲရတာဆိုတော့ city အသင်းက အဲပရီးမီးယားလိကို APD နဲ့ပတ်သက်ပြီးနိုင်သွားတယ်နိုင်သွားခဲ့ပြီပရီးမီးယားလိကစောက်ကျင်းရုပ်ပြီးတော့အဲတုန်းကဒါကျွန်တော်တို့ပရီးမီးယားလိကနိုင် CD နိုင်သွားတဲ့အမှုကိုလုံးဝမဖြေလျှော့ပြီးပဲနဲ့သူတို့နေမမဲရတင်းတင်းခံတာဒီဟာနဲ့ပတ်သက်ပြီးညူကာဆယ်ကနေပြီးတော့တရားရုံးကိုပြန်သွားတိုင်တယ်စီတီအသင်းကဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်သွားခဲ့တာဘာလို့မလို့ အခုချိန်ထိဒါကျွန်တော်တို့အဲပရီးမီယာလီဂ်အဖွဲ့ချုပ်ကနေဒီစီမင်းစီကန်နဲ့ပတ်သက်ပြီးမဖြေလျှော့သေးတာပဲဆိုပြီးတော့တရားရုံးကိုပြန်ပြီးတော့ညူကဆယ်သွားတယ်။ဒါပေမဲ့တရားရုံးကိုညူကဆယ်ကတိုင်တာပြမယ်။နောက်ကနေပြီးတော့တကယ်တရားထက်ဆွဲရတာကစီဒီကထက်ဆွဲတယ်။စီဒီကဒုတိယအကြိမ်မှာထပ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်တယ်။ဘာလို့လဲဒုတိယအကြိမ်မှာသူကနိုင်မှာပဲလေ။ဘာလို့လဲပရီးမီယာလီဂ်ကစောက်ချိုးမပြေဘဲနဲ့သူတို့ပထမအကြိမ်မှာရှုံးထားဆိုတာကိုမဖြေလျှော့ဘဲနဲ့အင်တာနက်သွားလုပ်တဲ့အချိန်မှာဘာဖြစ်လို့တည်သွားဆိုတော့ဂျားထဲမှာစီဒီကညူကဆယ်ကောကဒါသူတို့နေစပွန်ဆာအသစ်တွေကိုလက်ခံမှုစူးစမ်းတဲ့အချိန်မှာဒီ APD transition rule ကို ပြန်ပြီးကြည့်ရစီမှာအထူးသဖြင့် City ကကိစ္စမရှိဘူး။ Newcastle ကပြဿနာတက်တယ်။ Newcastle အသင်းနဲ့အခုလက်ရှိမှာဒါ sponsor တွေအရသူများရဲ့ design အများကြီးနည်းတယ်။အဲ့တော့သူတို့နဲ့ပတ်သက်ရပတ်သက်ကြောင်းနေ sponsor လာပေးဖို့အတွက်ဆိုရင်တော့ဒီ APD Rugi က Kennedy APD Senior Secondary ကခံရတဲ့အတွက်ကြောင့်မို့ Newcastle အသင်းက sponsor တွေကြားထဲမှာအများကြီး social သွားတယ်။အဲ့တော့တော့ညနာတရားရေးမှာပြောကျင်တာခင်ဗျားဥမာဗျာဟိုမျက်စိတိုင်းမြင်ကြည့်လက်ရှိထဲမှာဒါ Premier League အနေနဲ့ အပြေခမားစီကနေပြီးပတ်သက်3000ချီထားတယ်။အာကော့ကနေပြီးတော့ဒါကျွန်တော်တရားရုံးကအေးအဲ့3000မင်းချီထားတာမှန်တယ်။3000ပြန်ပြီးတကယ်တမ်းတရားလည်းပြီးတော့ပရီးမီယာလိဘက်ကခမား3000ပြန်မပေးဘူး။ အပြည့်ခက်တိတီနေပဲအားသမားပေးပြီးပြီးပါညာပုံစံနေတာဒါပေမဲ့တကယ်တမ်းကျမပေးရဘူးအဲ့ဒီပုံစံမျိုးပေါ့အဲ့တော့လက်ရှိမှာ Premier League ဘက်ကနေပဲ Okay ဒီ EPD rule တွေနဲ့ပတ်သက်ပြီးတော့ဖြေလျှော့ပေးမယ်ဆိုဂရီတွေပေးခဲ့တယ်ဒါပေမဲ့အခုလက်ရှိမှာဒီဟာနဲ့ပတ်သက်မဖြေလျှော့တော့တရားရုံးနဲ့ဒါ City သင်းနဲ့ဒုတိယအကြိမ်တက်ပြီးတော့တရားရင်ဆိုင်တယ်ဒုတိယအကြိမ်ရင်ဆိုင်တဲ့အချိန်မှာ City သင်းကထပ်ပြီးတော့နိုင်နေနိုင်တဲ့အချိန်မှာအခုချိန်ကြီးတော့ဒါမသိသေးပါဆိုတော့ဒါကျွန်တော်တို့ ဟိုလာမယ့်နူရသည်မှာသူကပြောင်းပြရဖြစ်တော့ကြောင်းမလာမယ့်နူရသည်မှာတစ်ချက်တော့ပြန်ကြမယ်အဲ့ဒီအချိန်ထိမပြောင်းသေးသေးဘူးဆိုရင်တော့ဒါစီတီသင်းနဲ့တတိယအချိန်မှာထပ်ပြီးတရားရင်ဆိုင်မှာအဲ့တော့ပြောချင်တာဒါဂျုံလုံးလေးပြောပြရအောင်စီတီသင်းနဲ့ဒါနှစ်ချိန်နိုင်ထားပြီးမီးယားလိကိုတစ်ချိန်တောင်နိုင်ထားပြီးပြီပရီးမီးယားလိမှာအဲ့တော့လက်ရှိမှာတရားဘက်ကပြန်ကြည့်ပြန်တော့လေတရားရေးဘက်ကပြန်ကြည့်တော့တရားရုံးဘက်ကပြန်ကြည့်တော့လက်ရှိမှာပရီးမီးယားလိဘက်ကလည်းဒါတလွေလုထားအများကြီးရှိတယ်115မူနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အဲ့လောက်ကြီးတရင်းနေဖတ်ရတော့က115မူလောက်ကြီးဖောက်မွာမလို့ စီတီဘက်ကခုနပြောတချို့ဥမာဗျလက်ရှိမှာဒီနှစ်ဒီနှစ်ကနေပြောစပွန်ဆာကြီးတွေဘယ်အရာလဲဆိုစီတီကိုဒါကျွန်တော်တို့အမ်ဘယ်လိုပြောရအောင်စီတီကိုကျွန်တော်တို့ပရီးမီယာလိဘက်ကနေပြော data down တယ်စီတီဘက်ကမပေးတာမဟုတ်ပေးတယ်ဒါပေမဲ့ခုနပြောဆိုသူတို့အနေနဲ့ဘယ်နှစ်ရက်မှတလဦးလေးလာလဲ6လာမင်းနောက်ကြတယ်နောက်ကြကြတော့ကျွန်တော်ပရီးမီယာလိကဘာနဲ့ ဒီထဲမှာတရားပြန်ဆွဲလဲဆိုစီတီသိနေအခုလက်ရှိဒီစာရဲ့စာတန်းတွေက forgery ပေါ့နော်ဒီစာရဲ့စာတန်းတွေကအတုခုနပြောဆိုဒီ CDC CD ရထားတဲ့ဒါ sponsorship တွေကခုနပြောဆိုအတုတွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါတရား ဆွဲတဲ့အမှုတွေတော့မပါအဲ့တော့ပြောချင်တာကအဲ့ကြောင့်ဖောင်းပွားသွားတယ်အဲ့တော့ပရီးမီးယားလီဂ်ဘက်ကလည်းဒါကိုဆိုတရားရုံးဘက်ကလည်းဒါကိုသိပ်ပြီးတော့သဘောမကျဘူးခုနကပြောတဲ့လက်ရှိပရီးမီးယားလီဂ်လှုပ်ထားတဲ့135မှုန်130ကျော်အမှုတွေကတော်တော်လေးကိုဖောင်းပွားမှုဖြစ်ပြီးတကယ်တည်းပြန်ချုံကြည့်လိုက်မယ်ဆိုရင်ပြောချင်တာကဒီအမှုကိုပဲသူက၄မှုလောက်ပြန်ခွဲထားမှာဗျာအမှုကြီးကိုပဲသူကအောက်ကနေ9မှုလောက်ပြန်ခွဲထားတဲ့အတွက်ကြောင့်မို့ပရီးမီးယားလီဂ်ဘက်ကလည်းဒါကျွန်တော်အများကြီးပြန်ပြီးတော့လှုပ်ထားတယ်အဲ့တော့ ဒီနေရာမှာကျွန်တော်အခုပြောချင်တာက City သင်းနိုင်မယ်ဒါကျွန်တော် Premier League နိုင်မယ်ဆိုတဲ့ဥစားမျိုးမဟုတ်ပေမဲ့အခုလက်ရှိမှာထင်ထားတဲ့အမှုကပူရှုံနေတယ်။တစ်ဖက်ကဒါ City အသင်းကလည်းပြဿနာကသူတို့ပေးထားတဲ့တချို့စာရဲစာတန်းတွေကအခုချိန်ထိမူမမှန်သေးဘူး။အဲ့တော့နှစ်ဖက်အသင်းလုံးကဒါကျွန်တော်နှစ်ဖက်လုံးကသူကသူဖောင်းထားတာတွေများပြီးကောင်းထားတာမဟုတ်တော့ဖောင်းထားတာတွေများပြီးတော့အခုလက်ရှိချိန်မှာ City အသင်းကလည်းဒါဒီကိစ္စနဲ့ပတ်သက်ပြီးခွင်းလုံးကြုံမလုပ်ဘူး။ ဒါ100%အခုချိန်မှာတရင်းလေးရဆို100%ရှော့သွားတာဂွင်းလုံးကျုပ်ဒီကိစ္စလောက်အောင်လို့ဒါပေမဲ့စီဒီအသင်းဘက်ကလည်းဒါကိုတို့ကသိပြီးသားတို့အနေနဲ့ငွေနဲ့ရှင်းမယ်ဒါမှမဟုတ်နောက်ဆိုအစိုးဆုံးတို့ထားပြီးသားစိုးစီအသင်းနဲ့လာမယ့်ညရာဒီမှာလာမယ့်ညရာဒီမှာဒါမှမဟုတ်ဒါမှလာမယ့်လာညရာဒီပြီးရင်တော့အမှတ်လျှော့ခံရမယ် ဒီလောက်ကိုတို့တွေးထားပြီးသားစီးသည်နဲ့ဒီလောက်ထိတို့က confidence ရှိပြီးသားဒါပေမဲ့ city ဘက်ကနေပြီးတော့လက်ရှိမှာဒါသတင်းထွက်တာဟာ fly ဒိငံမေဒါတန်းဆက်ဒါတို့လုံးဝမဖြစ်ဘူးတို့တွေ့ထားပြီးဘာလို့လဲဆိုတော့တရားရုံးဘက်ကလည်းအဲ့လောက်ထိမလုပ်ဖို့အတွက်တို့ကာပြီးမှတို့တွေ့ထားပြီးသားကာပြီးရဆိုခုနပြောသူပဲဒါ city လိုအသင်းမျိုးကြီးဒါတိုင်ပတ်သွားမှောက် premier league ဘက်ကလည်းမလိုလားလောက်ဘူးသူထင်ထားတယ်ဒီလိုပုံစံမျိုးအဲ့တော့ ကြောက်မယ်ဆိုရင်ဒါကြောင့်မို့လို့လက်ရှိမှာဒါကျွန်တော်တို့လာမယ့်ဒါကျွန်တော်တို့အဲနွေရာဒီမှာဒီကိစ္စနဲ့ပတ်သက်အဖြေတွေမရှိသေးဘူးလာမယ့်ဒါကျွန်တော်တို့စောင့်ရဒီလောက်မှာပဲဒါအဖြေတွေရှိလာမယ်လို့တော့တရင်တွေထွက်ပေါ်နေနေပဲဒီလောက်နားကြပါလေ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ you sport media 3.0ဆိုတဲ့ TV4U တို့မှာဂျင်းလို့ဆိုတော့ပေါင်ဝင်ကြည့်ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျ။အောက်ကကွန်မန်တီထဲမှာလည်း you sport media 3.0ဆိုတဲ့ TV4U တို့မှာဂျင်းလို့ဆိုတော့ပေါင်ဝင်ကြည့်ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဘူး။များများကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့။ဆုမွန်ကောင်းတောင်းပြီးနေပဲ။ကျွန်တော်တော့ကောင်းပြီပါဗျ။အားလုံးမကြိုးတူပါနဲ့။ဒီပါပါဗျ။